Spring Platform Channel ကိုလာရောက်အားဖြည့်ပေးကြတဲ့ clicker ပေါင်းနဲ့ talent ကြီးသူပေါင်းမင်္ဂလာပါဗျာအခုကျွန်တော်တင်ဆက်ပေးမှာကတော့ဇာယေးဆရာအင်းစိန်အောင်ဆိုရဲ့အမှန်တရားဘတ်တော်သားစာအုပ်အပိုင်း၄ဖြစ်ပါတယ်။ Okay စလိုက်အောင်။ကျေးစာတွေလာကြပြီ။ပုဂ္ဂလိကသတင်းစာ channel တွေမှာဥက္ကဏီလောက်ကြံခံရမှုရဲ့နောက်ွယ်ရခွင်းဆက်တရားခံကိုထုတ်ဖော်ပြောဆိုသူအဖြစ်ကျွန်တော်အကြောင်းကိုနေ့စဉ်ဖော်ပြနေခြင်း ရန်ကုန်တိုင်းရဲမှုချုပ်ကခေါ်ယူစစ်ဆေးမေးမြန်းပြီးချိန်၄ရက်၂လ2018ခုနှစ်ည7:00နာရီခန့်မှာကျွန်တော် BBC ရဥက္ကံပေါင်းစိုးနဲ့ဖုံးပြောနေချိန်မှာကျွန်တော်ဆိုင်တကားပိတ်ထားပေမဲ့လေတကားအောက်ခြေမှာလက်သုံးလုံးခံလွတ်နေပါတယ်။ဒါကြောင့်ဆိုင်မျက်နှာဝတကားရှိမှာရက်နေတဲ့သူတွေရဲ့ခြေထောက်တွေကိုတစ်ဖက်လမ်းမိအောင်ကြောင်ကျွန်တော် မြင်နေပေမဲ့လေအမှတ်တမဲ့ပါပဲ။ခြေထောက်တွေဟာလူ၄ယောက်ဆိုတာကိုမြင်တွေ့ရပေမဲ့ရက်ွက်ထဲကလူငယ်တွေလာရောက်စုယုံပြီး စကားပြောနေကြတာပဲလို့ထင်မိပါရတယ်။အဲ့ဒီညကဥက္ကမောင်စိုးနဲ့စကားပြောတာ45မိနစ်လောက်ကြာမယ်လို့ကျွန်တော်ထင်ပါရတယ်။ဥက္ကိုနီအမှုကိစ္စကျွန်တော်နဲ့အောင်ဝင်းစော်ကြည်လင်းတို့အကြောင်းဖော့ကန်အောင်ဆန်းဂျပန်လမ်းဘတ်တွေမှာတချိန်ကဥက္ကမောင်စိုးနေခဲ့သွားလာခဲ့မှုတဲ့အကြောင်းနှစ်ယောက်သားဆွေမျိုးဆက်နေကြတာတော်တော်ကြာသွားပါတယ်။နောက်တစ်နေ့မှာတော့တဝင်းကျင်လူတချို့ကကျွန်တော်ကိုတတိပေးလာပါတယ်။ကွန်ဆူညကားတစီခမားအိမ်နာမှာရက်ပြီးတော့ လူလေးယောက်ခမားဆိုင်ပေါက်ဝါမှာရက်နေကြတာတနားကြီးကြော်လောက်ကြာတယ်ဗျကျွန်တော်တို့ရက်ွက်ထဲရသူတွေတော့မဟုတ်ဘူးလူစိမ့်တွေပဲသူတို့ပုံစံကြည့်ရတာခမားကိုတခုခုလှုပ်ဖို့လာတဲ့သူတွေလို့ထင်တယ်သတိထားပါဗျာလို့ပြောကြပါတယ်ပဝင်းကျင်ကသတိပေးစကားကြောင့်ကျွန်တော်ပို့မို့ဂယုဆိုင်ပြီးနေချိန်မှာ6ရက်2လ2018ခုနှစ်မနက်9နာရီခန့်အသက်50ခန့်အရွယ်အရက်6ပေခန့်ရှိတဲ့လူတစ်ယောက်ကျွန်တော်ဆိုင်ထဲကိုဝင်ရောက်လာပါတယ်ဒီလူရဲ့ရုပ်စင်းအင်္ဂါဟာ ကျွန်တော်ထောင်လောကမှာမြင်တွေ့ဘူးတဲ့ကျေးစားလူသက်သမားတွေရဲ့ပုံစံအပြည့်အဝရှိတယ်ဆိုတာကိုတိကျစွာအာယုံခံစားမိတဲ့ကျွန်တော်ကြီးမားစွာသတိထားလိုက်ပါတယ်အကိုဘာလုပ်မှာလဲလို့ကျွန်တော်ကမေးလိုက်တော့စပင်ညက်မယ်ဆေးဆုပ်မယ်ရမလားလို့မေးပါတယ်တိုနှက်နှံနဲ့မရှိရှိတဲ့စပင်ကိုညှက်ပြီးဆေးဆုပ်မယ်ဆိုတော့ရပါတယ်လို့ပဲကျွန်တော်ပြောလိုက်ပါတယ်သူ့လက်ထဲမှာတော့စာအုပ်လောကခေါ်အောက်လိုင်းစာအုပ်လေးတွေ၃အုပ်လောက်ကင်ထားတာကိုသတိထားမိပါတယ် ဒီလူရဲ့ခန္ဓာကိုယ်ဟာအစီမရှိကြစ်လင်နေပြီးတော့အတန်ဟာလဲမကြောမှုရှိတာကိုသတိထားမိပါတယ်။ဆိုင်ဖွင့်တာရှစ်လကံကြာပြီဖြစ်တဲ့အတွက်လာနေကြပုံမှန်ဖောက်တယ်မဟုတ်သလိုတစ်ချိန်တစ်ခါမှလည်းမတွေ့ဘူးပါ။စတ္ထမအာယုံကတော့သတိထားသတိထားလို့အချက်ပေးနေပါတယ်။ဘာပဲဖြစ်လေကိုယ်ဆိုင်လာတဲ့သူဆိုတော့လေကောင်းကောင်းမွန်မွန်ဆက်ဆံပြီးလှုပ်ရှားရှိတာကိုလှုပ်ပေးရမှာပါ။ဒီလူကစပင်ညက်ခုံပေါ်တက်ထိုင်ပြီး မှန်တဲ့ရာနေကျွန်တော်ကိုအကဲခတ်နေတာကိုကျွန်တော်သတိထားမိပေမဲ့မသိကြင်အောင်ဆောင်ပြီးခြုံထဲပတ်ကစပင်းညှပ်ပိတ်လိုက်ပါတယ်။သူတခုခုလောက်ရင်တော့ချက်ချင်းတုံ့ပြန်နိုင်အောင်စိတ်နဲ့ခန္ဓာကို အသင့်ပြန်လာလိုက်တယ်။စပင်းညှက်ချင်တခြားလုံးမှာလဲသူကကျွန်တော်ကိုတောက်လျှောက်စူးစမ်းတဲ့မျက်လုံးနဲ့ခိုးကြည့်နေတာနဲ့ကျွန်တော်ကအကိုဒီနေရာမှာမတွေ့ဘူးပါလား။ဘယ်ရပါလဲလို့မေးလိုက်ချိန်မှာသူကသာယာဝရီကပါလို့ပြန်ပြောပါတယ်။ကျွန်တော်ထင်တာလုံးဝမမှားဘူးလို့တွေးရင် သပင်းကိုဆေးဆုပ်ပေးလိုက်ချိန်မှာအကိုပုံစံကတကယ်ဖိုက်တာဒီဇိုင်းပဲလို့ကျွန်တော်ကထပ်ပြောတော့ "तू ကဘာမှပြန်မပြောပါ။ကျွန်တော်ကဒီလိုစကားတွေပြောနေတာကို तू သဘောပေါက်မှာပါ။ခမားဘလို့လူစားလဲဆိုတာကြုတ်တိတယ်လို့ဖွင့်မပြောတာကလွယ်လို့ရှိရင်မွေမွေချင်းချိန်မြင်နေဆိုတာကို तू သဘောပေါက်တဲ့အတွက်သပင်းဆေးဆုပ်ပြီးတာနဲ့ခေါင်းတော်မလျှော်ပဲကြက်တဲ့ငွေရှင်းကထပ်ပြန်သွားပါတယ်။မနက်ပိုင်းဒီလိုအကြောင်းအရာဖြစ်ပြက်ပြီး ကျွန်တော်အရန်ကိုသတိထားရမယ်ဆိုတာတိတိကျကျသိလိုက်ရလို့သတိထားနေချိန်မှာပဲနေလေခင်နှစ်နာရီလောက်မှာကျွန်တော်တယောက်တည်းရှိနေချိန်လူနှစ်ယောက်စိုင်ထဲကိုဝင်ရောက်လာပါတယ်ရန်ကုန်သားတွေမဟုတ်မှန်းသူတို့ပုံစံအတိတာတလို့မုံမှန်တဲ့အမှုအရာကိုလည်းတွေ့မြင်နေရပါတယ်သူတို့နှစ်ယောက်က စပင်းညှက်မယ်လို့ဆိုလာပါတယ်ကျွန်တော်ကခမရတို့စပင်းကတူတူလေးဗျာနောက်မှညှက်ပါလားလို့ပြောတော့တယောက်ကဟာညှက်မယ်ဆိုညှက်ပေါ့ဗျာလို့မချိန်မနှက်နဲ့ပြန်ပြောပါတယ် တို့ကစိုင်ထဲမှာအထိုင်ချချင်ပုံရပါတယ်။ချွတ်ချွတ်တတပြောပေမဲ့အတင်းကိုစပင်ညှက်ခိုင်းနေတဲ့အတွက်မောင်းထုတ်လို့လည်းမဖြစ်။တတော်များအစိုးရင်လွန်နေတာလားလို့လည်းကိုကိုကိုစမ်းစစ်နေမိပါတယ်။ဘာပဲဖြစ်ဖြစ်စက္ကန့်မလတ်တတိထားရမယ်လို့စဉ်းစားလိုက်ပြီးတို့မယုံကြည်တဲ့အတွက်တို့ခါကြမှာဘာပါတလဲဆိုတာမသိနိုင်တဲ့အတွက်ကျွန်တော်အကြံထုတ်ရပါတော့တယ်။စပင်ညှက်ဖို့ဟန်ပြင်နေတဲ့တယောက်ကိုကျွန်တော်ကနေရာလေးအရန်ပူနေတယ်။ခြုံတယ်နဲ့ဆိုအရန်အိုက်နေလိမ့်မယ်။ အဲ့တော့ခမည်းအင်ကြီးချွတ်လိုက်ပါလားလို့ခက်တီတီကျွန်တော်ကပြောလိုက်တော့အဲ့ဒီသူကအင်ကြီးချွတ်လိုက်ပါတယ်ကျွန်တော်လိုချင်တာဒါပါပဲသူခန္ဓာကိုယ်မှာလက်နက်ပါမပါဘူးကျွန်တော်သိချင်တာပါအသက်35နှစ်ခန့်ရှိတဲ့ဒီလူဟာကိုယ်ခန္ဓာကြန့်ခိုင်လောက်ပါတယ်တစုံတစ်ခုသောအားကစားကိုနှစ်ရှည်ကစားထားတဲ့လူတစ်ယောက်ဆိုတာကျွန်တော်ချက်ချင်းသဘောပေါက်လိုက်ပါတယ်လျင်မြန်ဖြတ်လက်မှုရှိတာကိုလည်းတွေ့မြင်ရတယ်ဒါကြောင့်ကျွန်တော်သူ့ကိုခြုံတယ်ခြုံပေးရင်စဉ်းစားလိုက်ပါတယ် တာမန်စပင်လာညက်သူမဟုတ်ဘူးဆိုတာရယ်ကျွန်တော်ကိုအချိန်မရွေးတိုက်ခိုက်နိုင်တဲ့သူဆိုတာကိုသဘောပေါက်ပြီးလက်ကကြေးကိုဇက်ကနေယူလို့ရမယ်အနေထားနေရာကိုပြောင်းထားလိုက်ပြီးတော့စက်ကကြေးနဲ့စပင်ညက်လိုက်ပါတယ်ကျွန်တော်စပင်ညက်တဲ့တနည်း6လအတွင်းမှာစိတ်အလှုပ်ရှားဆုံးအချိန်ပါပဲကျွန်တော်ကိုတခုခုလှုပ်ဖို့ဟန်ပြင်လိုက်တာနဲ့လက်ကကြေးနဲ့လဲမျိုးထိုးလိုက်ဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ရဲ့ကိုယ်မူရာဟာစပင်ညက်နေပေမဲ့အချိန်မရွေးတိုက်ခိုက်ဖို့အသင့်ပြင်ထားရဲဆိုတာ တစ်ဖက်လူကအကဲခတ်လို့ရတော့ပါတယ်ဒီလိုအာယုံစိုက်ပြီးသတိနဲ့စပိန်ညှက်နေချိန်မှာနောက်ထပ်ပြဿနာတစ်ခုကဖြစ်ပေါ်လာပါတယ်အနောက်မှာထိုင်နေတဲ့တောင်တယောက်ကထလာပြီးကျွန်တော်အနာကိုလာကပ်ပါတယ်အဲ့ဒီလူကသူ့လွယ်ထားတဲ့တည်ရဲ့အိတ်ထဲကိုလက်တစ်ဖက်ကနှိုက်ထားပါတယ်ကျွန်တော်အခြေအနေမကောင်းတော့ပါရှေ့တယောက်ကိုသတိနဲ့စပိန်ညှက်နေချိန်မှာ အနောက်ကတယောက်ရဲ့လှုပ်ရှားမှုကိုထိမ့်ချုပ်ဖို့မလွယ်ကူပါဒီဖြစ်ပြက်ဟာရုပ်ရှင်ရိုက်နေတာမဟုတ်တဲ့အတွက် သူ့လက်ကဘာကိုနှိုက်ထားတာလဲဓာလားစကေပါလားတနတ်လားကျွန်တော်ဘဝမှာအစိုးရင်ဆုံးစိတ်အလှုပ်ရှားဆုံးရန်သူရဲ့အနီးကပ်အချင်းချောက်အခံရဆုံးစက္ကန့်ပိုင်းချတစ်ခုပါပဲဒီလိုဖြစ်နေတဲ့စက္ကန့်ပိုင်းလေးမှာကန်တရားကျွန်တော်ဘက်မှာရက်တီသွားပါတယ်ရက်ွက်ထဲကလမ်းထဲကကျွန်တော်ကိုစောင့်ရှောက်သူတချို့ ਨੇ တရင်ထောင်နှစ်ယောက်ဟာလက်ဖက်ရည်ဆိုင်ကပြန်လာကြပြီးတော့ဆိုင်ထဲကိုဝင်ရောက်လာကြတာပါဒီလိုလူတွေအုပ်စုလိုက်ဝင်ရောက်လာတာ ਨੇ တပြိုင်နက်ဆိုင်ထဲကနှစ်ယောက်ဟာ မျက်စိမျက်နှာပြတ်သွားကြပါတယ်။တော်တော်ကိုတိတိတသာဖြစ်နေတာပါ။ဒီလူနှစ်ယောက်လုံးဝမယိုးသားဘူးဆိုတာသိကြသွားပါပြီ။သူတို့နှစ်ယောက်စပင်းညှက်ပြီးပြန်ထွက်သွားတာနဲ့ရက်ွက်ထဲကလူနှစ်ယောက်ကိုနောက်ရောက်ကန်လိုက်ခိုင်းလိုက်ပါတယ်။ဖော့ကန်ကာလမကြီးနဲ့ကျွန်တော်ဆိုင်ရာနှစ်မိနစ်လမ်းလျှောက်စရာမလိုအောင်နှိကပ်ပါတယ်။ဆိုင်ရထွက်သွားတဲ့လူနှစ်ယောက်ဟာလမ်းထိပ်မှာအစင်သိမ့်ရထားတဲ့ကားပေါ်ကိုတက်သွားပါတယ်။ကားဒရိုက်ဘာကားမောင်းဖို့အစင်သိမ့်စောင့်နေသလိုနှစ်ဖူးမှာဒဏ်ရာနဲ့တယောက်ကလည်း ကားနှစ်ပိတ်မှာအဆင်သင့်ဆောင်နေတယ်လို့သိလိုက်ရတယ်။နောက်ကလိုက်လံရှိရှိသူနှစ်ယောက်ရဲ့ပြောစကားအရတေချာပေါက်ကျွန်တော်တို့တခုခုလောက်ဖို့လာတဲ့သူတွေဆိုတာတေချာသွားပါတယ်။အခုကျွန်တော်ရေးသားထားတဲ့အကြောင်းအရာအလုံးဟာတခုမှ အပိုလုံးဝမပါပါဘူး။တရင်ထောင်နှစ်ယောက်တက်သေးရှိပါတယ်။ဘာမှမဖြစ်လို့သာဘာမှမဖြစ်ခဲ့တာပါ။အဲ့ဒီအချိန်ရတာကို့လူတွေသာမရောက်လာခဲ့ဘူးဆိုရင်ဘာရီဖြစ်သွားမလဲဆိုတာပြောလို့ကိုမရနိုင်ပါဘူး။ ဂွင်းဆက်တရခန်တွေပေါ်ထုတ်ပေးခဲ့တဲ့ကျွန်တော်အနာမှာဘဲလုံကြုံရေးတက်ဖွဲ့ဝင်မှလုံးဝရှိမနေပါဘူးတွေးကြည့်လိုက်ရင်အယမ်းကိုရင်နာစရာကောင်းတဲ့အဖြစ်ပြပါပဲဒါကြောင့်လဲလူတွေဟာကိုယ့်ရှိမှ မတရားတာမဟုတ်တာလုပ်တာတွေကိုမြင်တွေ့နေကြပါလျက်နဲ့မသိကြင်အောင်ဆောင်မမြင်ကြင်အောင်ဆောင်ပြီးတော့ခေါင်းရှောင်နေကြတာပါလားလို့ကျွန်တော်ကိုတွေ့သိရှိလိုက်ရပါတယ်9ရက်2လ2019ခုနှစ်ညနေပိုင်း9:00နာရီခန့် ကျွန်တော်ဆိုင်မှာထိုင်နေချိန်လူနှစ်ယောက်ဆိုင်ထဲကိုဝင်လာပါတယ်တယောက်ကကျွန်တော်ကိုကွာဆိုကိစ္စရှိလို့စကားပြောချင်ပါတယ်လို့ဆိုလာပါတယ်သူတို့ဘုံကြည်ရတာရမ်းမှုမှာမဟုတ်ဘူးလို့ထင်မြင်ယူဆရတဲ့အတွက် ကျွန်တော်ကသူတို့နှစ်ယောက်ကိုဆိုင်ထဲကခေါ်ထုတ်လိုက်ပြီးခြံကားဖွင့်လို့အထဲမှာဝင်ကထိုင်ကုန်ချထားပြီးလိုက်ပါတယ်ဘာကိစ္စများပါလဲလို့ကျွန်တော်ကမေးချိန်မှာသူတို့ကကျွန်တော်တို့အင်းစိန် CID ရပါဆိုပြီးတော့မိတ်ဆက်ပါတယ်တယောက်ကအရာရှိဖြစ်ပြီးတော့တယောက်ကဒူးအရာခံပို့ပါ နာမည်တွေကိုပြောပြတယ်လို့တပ်ထိပ်ခံကတ်တွေကိုလည်းပြသပါဗျ။သူတို့ဟာတပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းကျွန်တော်ကိုယုံကြည်စေခြင်းတဲ့အတွက်ဒီလိုပြသပြောဆိုရဲဆိုတာကိုကျွန်တော်နားလည်သဘောပေါက်လိုက်ပါတယ်။ကျွန်တော်ခေါင်းထဲမှာတော့ဘာကြောင့်သူတို့လာတာလဲဆိုပြီးတော့တွေးတော်နေချိန်မှာသူတို့ကယခုလိုပြောပါတယ်။မနေ့ပြမနေ့9နာရီကိုအင်းစိန်စီရနေရုံလာခဲ့ပါ။ဘာပြဿနာမှမရှိပါဘူး။ကောင်စိုးတည်င်းကြံနေတွေမှာပြောဆိုတဲ့အတိုင်းပြောရုံပါပဲ။ဘာမှအထွေထူးမရှိပါဘူးလို့ပြောပါရတယ်။ သူတို့ကအေးအေးဆေးဆေးပြောဆိုနေပေမဲ့ကျွန်တော်ကတော့မအေးနိုင်ပါဘူးဘလို့အခက်ခဲပြဿနာတွေဖြေရှင်းရမလဲဆိုတဲ့အတွေ့အကြုံနဲ့ကျွန်တော်စိတ်ညစ်သွားပါတယ်သူတို့တိတ်တိတ်ဆစ်ဆေးမှဖြစ်တဲ့အတွက်ဘသူမှမသိစေချင်ဘူးလို့ပြောလိုက်တော့ပိုပြီးဆိုးသွားပါတယ်ယခုအချိန်မှာကျွန်တော်ဘယ်အဖွဲစည်းဘသူ့ကိုမှမယုံကြည်ရဘူးဆိုတဲ့တစ်ဖက်သက်အတွေ့အကြုံလွှမ်းမိုးနေခြင်းဖြစ်တဲ့အတွက်ဒီစကားကကျွန်တော်အတွက်တန်တရာပုံမှုဖြစ်စေပါတယ်စိုးရင်စိတ် မယုံကြည်မှုအတွေးတွေနဲ့ဝေခွဲမရဖြစ်နေချိန်မှာသူတို့ကဖုန်းနံပါတ်တစ်ခုနဲ့နာမည်ရေးထားတဲ့စာရွက်ကလေးတစ်ခုပေးပြီးယခုလိုပြောလာပါဗျ။စာရွက်ထဲမှာပါတဲ့ဖုန်းနံပါတ်ကကျွန်တော်ဖုန်းနံပါတ်ပါလို့ဒူးရကန်ပိုဆိုသူကပြောပါဗျ။မနေ့ပြန်ကောင်ဆိုးလာတဲ့အခါဒီဖုန်းနံပါတ်တိုင်းဆက်သွယ်လိုက်ပါ။ကျွန်တော် CID ဝင်ပေါက်ကနေစောင့်နေပါမယ်လို့ပြောဆိုပြီးနှုတ်ဆက်ကပြန်သွားကြပါဗျ။ရန်ကုန်တိုင်းရဲမှုချုပ်နယ်တွိတ်ဆုံပြောဆိုပြီးတာတပတ်တောင်မပြေသေးပေမဲ့ယခု CID ကထပ်မံခေါ်ယူပြန်ပါပြီ။ ပြဿနာမရှိတော့ဘူးလို့တွေးမိပေမဲ့လည်းယာနှုံးပြေတော့ယုံကြည်လို့မရနိုင်ပါဒါကြောင့်ကျွန်တော်ချက်ချင်းကိုဆွေဝင်းကိုဖုံးစပ်အသိပေးလိုက်ပါတယ်ကျွန်တော်ပြောဆိုသမျှကိုနားထောင်ပြီးမြမနှောင်းကကိုဆွေဝင်းကခွန်ဆိုမနေ့ပြန်ကျွန်တော်လာမှပဲအတူတူသွားကြမယ်နော်9နိုင်မထုံးခင်ကျွန်တော်လာခဲ့မယ်လို့ကျွန်တော်ပြောပါတယ်နောက်တနေ့မနေ့7နိုင်30မိနစ်ခန့်မှာကိုဆွေဝင်းရောက်ရှိလာပါတယ်အင်းစိန်မျိုးနဲ့ အမေအိမ်ပညာဌာနကျောင်းကကျောင်းဆရာကိုနိုင်ဝင်းကိုပါအတူလိုက်ခဲ့ဖို့အကူအညီတောင်းထားတဲ့အတွက်ကိုနိုင်ဝင်းမှရောက်လာပါတယ်။ကိုနိုင်ဝင်းကဖော့ကန်ရက်ကွက် NLD ပညာဌာနကျောင်းကကျောင်းဆရာပါ။ဒီပြဿနာတွေမဖြစ်ပေါ်ခင်ကကျွန်တော်အားတဲ့အချိန်လေးတွေမှာအမေအိမ်ပညာဌာနကျောင်းကပညာသင်ယူနေတဲ့လူငယ်ယောက်ျားလေးမိန်းကလေးတွေကိုကျွန်တော်ပညာပေးဟောပြောခြင်းစပင်းညှက်ပေးခြင်းတို့ကိုလုပ်ပေးမှုတွေအတွက်အခုလိုပြဿနာတွေဖြစ်ပေါ်လာချိန်မှာကျောင်းဆရာကိုနိုင်ဝင်းကကျွန်တော်ကိုပြန်လဲကူညီပေးတာပါ။ ျွန်တော်ရန်ကုန်တိုင်းရဲမှုချုပ်ခေါ်ယူစစ်မေးချိန်နဲ့အင်းစိန် CID တို့ခေါ်ယူမေးမြန်းစင်မှာတခုခုများဖြစ်ခဲ့မယ်ဆိုရင်ကိုနိုင်ဝင်းကပါတီလူကြီးပိုင်းတွေကိုတိုက်ရိုက်တွားရောက်အကြောင်းကြားဖို့အတွက်ကျွန်တော်တို့တိုင်ပင်ယူထားကြပါတယ်။ကိုနိုင်ဝင်းကိုဆွေဝင်းကျွန်တော်အပါဝင်၃ဦးဟာဖော့ကန်ကနေအနှားကနဲ့အင်းစိန် CID ကိဘောက်ဝါကိုမနက်၉နာရီခန့်မှာရောက်ရှိသွားပါတယ်။ကျွန်တော်တို့ကားပေါ်ကစင်းချိန်မှာပဲဒုရာကံပေါ်ကစောင့်နေတာကိုတွေ့ရှိရပါတယ်။ ကိုစေဝင်းကိုနိုင်ဝင်းတို့ကအထဲဝင်လို့မရတဲ့အတွက်ဂိတ်ပောက်ဝါမှာနေခဲ့ရမှာပါ။ဒါကြောင့်ကိုစေဝင်းက CID ဆိုင်းဘုတ်ကိုနောက်ခံထားပြီးကျွန်တော်ကိုရက်စီကဓာတ်ပုံရိုက်ပါတယ်။တာဝန်ကျဝန်ထမ်းတွေကဓာတ်ပုံမရိုက်ဖို့ပြောပေမဲ့လည်းကျွန်တော်နဲ့ကိုစေဝင်းကတော့အတိုက်ခံလုပ်ပြီးဓာတ်ပုံရိုက်ဖြစ်အောင်ရိုက်လိုက်ပါတယ်။တိုင်မယူထားခြင်းမရှိပေမဲ့လည်းကိုစေဝင်းနဲ့ကျွန်တော်လျှက်ရက်ပြက်အတွေ့အကြုံတူနေပုံရပါတယ်။ကျွန်တော်တို့ရဒီဌာနတွေကိုကျွန်တော်ဝင်သွားပြီးအကယ်၍များပြန်ထွက်မလာခဲ့ရင် တက်တေအနေနဲ့ဓာတ်ပုံရိုက်စေချင်တာပါကိုဆွေဝင်းကလည်းတရင်ထောက်တယောက်ဖြစ်တဲ့အတွက်ဒီထက်ပိုတဲ့အတွေ့အမြင်ရှိမယ်ဆိုတာတော့သိကြပါတယ်မနက်9:00နာရီကနေ CID ရဲရာရှိတွေစစ်မေးလိုက်တာညနေ4:00နာရီခန့်ထိကြာပါတယ်ကျွန်တော်မွေးဖွားချိန်နေရာဒေသကစလို့တနှစ်ချင်းစေစုနှစ်ချင်းကိုဘလို့နေထိုင်လောက်ကင်စားတော့ဖြတ်တမ်းပြီးဘာတွေဖြစ်ခဲ့တလဲဆိုတာတသက်တာမှတ်တမ်းကိုပြည့်ပြည့်စုံစုံစစ်မေးရုံမကဘယ်နှစ်တန်းအထိဘယ်ကြောင်းနေမှာနေခဲ့တာလဲ စစ်တပ်ထဲကိုဘယ်နှခုနဲ့မှဝင်လာလဲဘယ်အချိန်မှစစ်တပ်ကထွက်ပြေးတယ်လဲဘယ်နှခုနဲ့မှစစ်ပြေးမှုနဲ့ထောင်ဘလောက်ကြာတာလဲပထမအချိန်လူရမှုနဲ့ထောင်ကြာတာဒုတိယအချိန်လူရမှုနဲ့ထောင်ကြာတာဘယ်နှခုနဲ့ကလဲထောင်ဘလောက်ကြာတယ်လဲထောင်တွေရဲဘက်စကန်တွေမှာဘလောက်ကြာအောင် နေခဲ့ရတယ်လဲစတဲ့အကြောင်းအရာတွေကိုအသေးစိတ်မေးမြန်းမှတ်တမ်းတင်ရုံသာမကအဝင်းစော်ကြည်လင်းတို့နဲ့မန္တလေးထောင်မှာဘယ်နှခုနှစ်ကတွေ့ဆုံခဲ့ကြတာလဲရင်းနှီးမှုဘလောက်အတိုင်းထားရှိသလဲ ဘယ်ချိန်ဘယ်ကာလမှာကွဲကွာသွားကြတာလဲဘလောက်နှစ်တည်ကြာမှပြန်ဆုံတွေ့ကြတာလဲအဝင်းစော်ကဘလို့ရှာဖွေမေးမြန်းပြီးရောက်လာတယ်လဲဘယ်နေရာမှာဘာစကားတွေကိုပြောဆိုငှားရမ်းနေတာလဲဒီစကားဒီကြောင်းကိုဘသူတွေသိတယ်လဲဆိုတဲ့မေးခွန်းမျိုးစုံကိုအသေးစိတ်စစ်ဆေးမေးမြန်းပြီးကျွန်တော်ပြောတဲ့ထွက်ဆိုချက်အားလုံးကိုကွန်ပျူတာစာစီကပြန်လည်ဖတ်ခိုင်းပြီးလက်မှတ်ရေးထိုးခဲ့ရပါတယ်အဲ့ဒီနေ့က insight CID မှာအချိန်6နာရီကျော်စစ်ဆေးမေးမြန်းခံရပြီး ြန်လာခဲ့ပါတယ်။လူမှုကွန်ရက်ကအားပေးသူတွေကတော့ကျွန်တော်အတွက်အားစေးပါပဲ။ရန်ကုန်တိုင်းရဲမှုချုပ်ခေါ်ယူစစ်ဆေးမေးမြန်းချိန်နဲ့ CID ကခေါ်ယူမေးမြန်းနေချိန်မှာကျွန်တော်သာအချိန်တန်လို့အိမ်ပြန်မရောက်ခဲ့ရင်တို့ကတနည်းနည်းနဲ့ပြဿနာရှာကြလိမ့်မယ်ဆိုတာကတော့ထေချာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဘယ်ဆိုရတတငါတို့လုံမှငါတို့စားရတာပါဆိုတဲ့အတွေ့အမြင်အဟောင်းတွေနဲ့ရှင်းတန်နေထိုင်ကြသူတွေရှိသလိုမတရားမှုတစ်ခုခုအမှန်တရားတစ်ခုခုပေါ်ပေါက်လာရင် အဲ့ဒီအရက်ဒေတာကိုအပြေးလွှားလာရောက်လို့ကိုကြီးအားပေးရက်တီသူတွေလည်းရှိတယ်ဆိုတာကိုကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီလိုစိတ်ထားရှိသူတွေကလည်းလူမျိုးစုံဘာသာစုံ လူတန်းစားအလွှာစုံမှာရှိတယ်ဆိုတာကိုမျက်မြင်ကိုတွေ့သိခဲ့ရပါတယ်။ကျွန်တော်ဥကိုနီလောက်ကြံခံရမှုမှာဂွင်းဆက်တရကံပေါ်ထုတ်ပေးသူအဖြစ်လူအများသိသွားခြင်းကျွန်တော်ဆိုင်ကိုတာမန်အတွေးမြင်သာရှိသူတွေကြောက်ပြီးတော့မလာခြင်းမှာရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်အနှံ့သာမကြောက် ြမပြည်နေရအနှံ့အပြားကနေတကူးတက လာရောက်အားပေးကူညီသူတွေကိုကျွန်တော်အမြဲအမှတ်ရကျေးဇူးတင်နေမှာပါဆိုတာကျွန်တော်ဒီစာရေးပြီးအတိအမှတ်ပြုကြောင်းမှတ်တမ်းတင်လိုက်ပါတယ်လူကိုယ်တိုင်မလာနိုင်ပေမဲ့လည်းလူမှုကွန်ရက်ကနေအမြဲထောက်ခံအားပေးကြတဲ့အမှန်တရားကိုလိုလားမျက်နှာသူအပေါင်းကိုလည်းကျေးဇူးတင်ကြောင်းကျွန်တော်အင်းစိန်အောင်ဆိုမှဒီစာအုပ်မှာရေးသားပြောကြားလိုက်ပါတယ်ခစ်ဆိုးစနစ်ဆိုးအာနာရှင်ဆိုးတွေရဲ့အုတ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာရှင်သန်နေထိုင်ခဲ့ကြရတဲ့ကျွန်တော်တို့မြမပြည်သူလူထုဟာအကြောက်တရားတွေကင်းဝေးတင်ပါပြီလူဆိုတာဘသူမဆိုကြောက်တတ်ကြပါတယ်ဒါပေမဲ့ကြောက်တင်မကြောက်တင်ကိုသာခွဲခြားနားလည်ပြီးတော့မှန်တာကိုပြောရဲလှုပ်ရဲတဲ့စိတ်ဓာတ်တွေလူတိုင်းမှာရှိစေခြင်းတဲ့အတွက်ယခုလိုကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုအမှန်အတိုင်းပွန့်ပွန့်လင်းလင်းရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်ကိုနေမျိုးစဉ်လာပြီ ျွန်တော်ဒီလိုအခက်အခဲပြဿနာတွေဖြစ်နေချိန်ကိုနေမျိုးစဉ်ကျွန်တော်စီကိုရောက်ရှိလာပါတယ်။လက်ရှိအခြေအနေအားလုံးကိုမေးမြန်းပြီးငွေကြေးကူညီရုံသာမကကျွန်တော်ရဲ့နေညာလုံခြုံရေးအတွက် CCTV လေးလုံးကိုတပ်ဆင်ပေးသွားပါတယ်။ဆိုင်ကိုလူမလာဘူးလို့ကျွန်တော်ကပြောတဲ့အတွက်ကိုနေမျိုးစဉ်ကပဲ live လွှင့်ပြီးကျွန်တော်ဆိုင်ကိုလာရောက်အားပေးကြဖို့ပြောဆိုကြောင်းလည်းသိရပါတယ်။ကိုနေမျိုးစဉ်ရဲ့ကူညီမှုကြောင့်ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့မြို့နယ်တော်တော်များများကလူတော်များများလာရောက်အားပေးကြသလိုမြန်မာနိုင်ငံအနှံ့မြို့ရွာတွေက တချို့သောသူတွေကလည်းတကူးတက လာရောက်အားပေးကြပါတယ်။ကိုနှမျိုးစင်ကကျွန်တော်ကိုစာအုပ်1500အလကားရိုက်ပေးပါတယ်။ငွေကြေးအခက်အခဲဖြစ်ပြီးအတက်အန္တရာယ်ကြုံတွေ့နေရချိန်မှာကိုနှမျိုးစင်ကအတက်နိုင်ဆုံးကူညီဆောင်ရှောက်ပေးသွားပါတယ်။ကျွန်တော်တို့ကတော့ကိုနှမျိုးစင်ဟာမိတ်ဆွေကောင်းတယောက်ဆိုတာဒီစာနဲ့ရေးသားမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။၂၂ရက်6လ2018ခုနှစ်ညနေ4နာရီခန့်မှာကျွန်တော်ကို CID ကဖုန်းဆက်လာပါတယ်။ ကောင်းစို့နောက်ပတ်တော့ကြနေမှာတက်တည်ထွက်ဖို့အတွက်အကြောင်းလာကြတာပါတရားရင်ကိုလာရောက်ဖို့စဉ်းစားလာပေးပါမယ်လို့ဆိုလာပါတယ်တပတ်ကြိုတင်အတိပေးအကြောင်းကြတာပါ CID ကလာပို့တဲ့စင်ခေါ်စာကိုကျွန်တော်လက်မှတ်ထိုးယူလိုက်ပါတယ်တက်တည်ရုံခေါ်စာထဲမှာရေးထားတာကတော့ကြည်လင်းပါလေးဦးသည်ပြစ်မှုဥပဒေပုံမှန်302 34 112ရပြစ်မှုကျူးလွန်သည်ဟုတိုင်တန်းချက်ရှိ၍2018ခုနှစ်စက်တင်ဘာလ29ရက်နေ့နနက်10:00နာရီအချိန်တက်တည်ခံရန် ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန်တရားရုံတို့မပြတ်မကွက်လာရောက်ဖို့ချိန်ဆိုတာပါကျွန်တော်တရားရုံမှာတက်တည်ထွက်ရမယ်ဆိုတာခံမှန်းမိတာပါတက်တည်လူပေါင်း80ကျော်စစ်မယ်လို့သတင်းတွေလည်းကြားနေရပါတယ်အခု26ကြိမ်မြောက်ရုံချိန်ဖြစ်တယ်လို့သိရပါတယ်2016ခုနှစ်6လပိုင်းကအဝင်းစော်နဲ့ပြောခဲ့တဲ့စကားတွေကိုအကုန်ပြန်မှတ်မိဖို့တော့မလွယ်ပါတစ်နှစ်3လကျော်ကြာပြီဖြစ်တဲ့အတွက်ပြောခဲ့တာတွေကိုပြန်စင်းစားနေရပါတယ်တရားရုံးစင့်ခေါ်စာရချင်ရစာပြီး ျွန်တော်ကောင်းနောက်ပါတော့တယ်။တရားသူကြီးကဘာတွေမေးမှလဲ။ဥပဒေရရှိရအောင်ဘာတွေထောက်မှလဲ။တရားခန်းရဲ့ရှိနေရအောင်ဘလို့စကလုံးနေနဲ့လက်ပတ်မေးမြမှလဲဆိုတဲ့အတွေးပေါင်းစုံနဲ့ကျွန်တော်ခြာလက်ပတ်လဲနေပါတယ်။တာမန်မှုကိစ္စမဟုတ်ပဲနိုင်ငံတော်အဆင့်အမှုဖြစ်တဲ့အတွက်စကားတလုံးမှားလို့မရပါကျွန်တော်စကားတလုံးမှားတာနဲ့အမှုကအပြောင်းအလဲများစွာဖြစ်သွားနိုင်တယ်ဆိုတာသိနေတဲ့အတွက်ကျွန်တော်အဝင်းစော်နဲ့ပြောခဲ့တာတွေကိုအပြန်ပြန်အလှန်လှန်စဉ်းစားရင် အဖြစ်တစ်ခုကိုသွားတွေးပါတယ်။တရားရုံးဆိုတာကိုပြောချင်တာကို ပြောလို့မရပါ။သူတို့မိတဲ့စကားလုံးအပေါ်မူတည်ပြီးကိုပြောချင်တာကိုဖြည့်ဆွတ်ပြောတာပိုကောင်းမယ်ဆိုတဲ့အတွေးကိုတွေးမိတဲ့အတွက်နည်းနည်းစိတ်အေးသွားပါတယ်။28ရက်6လ2018ခုနှစ်ကြာတာပတိနေ့မှာကျွန်တော် post တစ်ခုကိုလူမှုကွန်ရက်မှာတင်လိုက်ပါတယ်။တရားလွတ်တော်ရှိနေဥပဒေအကြံပေးဥကိုနီလောက်ကြံခံရမှုမှာတရက်လိုတတ်တဲ့အဖြစ်ကျွန်တော်အင်းစိန်အောင်ဆိုးမှမနှက်ပြံမှာ မြောက်ပိုင်းခရိုင်တရားရုံအင်းစိန်မြို့နယ်မှာတွားရောက်အစ်စ်ခံပြီးဖြစ်ကြောင်းအွန်လိုင်းပေါ်မှာတင်လိုက်တဲ့အခါယုံကြည်စွာထောက်ခံအားပေးသူတွေရှိတယ်လို့အရင်လိုကျွန်တော်မပြောဘဲရှော့ရှော့ပေါ့ပေါ့ပြောပြီးဗတ်ပြောင်းသွားမှာကိုစိုးရိမ်နေတဲ့စကလုံးနေနဲ့မဝတ်မရဲအားပေးသူတွေရေးတဲ့ comment တွေကိုလည်းဖတ်ရပါတယ်။တချို့ကလည်းတတိအရန်ထားဖို့ပြောပြီးပူပန်နေကြသူတွေလည်းရှိကြပါတယ်။ကျွန်တော်တရားရုံမှာတက်တည်ဖြစ်သွားရောက်မယ်ဆိုတာလူအများသိအောင်လူမှုကွန်ရက်မှာအသိပေးလိုက်တာ လုံးဝမမှားဘူးဆိုတာ နောက်ပိုင်းမှာသိလိုက်ရပါတယ်။ဘာကြောင့်လဲဆိုရင်ဘယ်နှစ်ဘယ်ရက်မှာဘသူတွေတက်တည်ဖြစ်လာရောက်အစ်စ်ခံမယ်ဆိုတာပြည်သူလူထုကမသိတဲ့အတွက်မလာကြတာပါ။တကယ်လို့သာကြိုတင်သိခဲ့မယ်ဆိုရင်သူတို့တွေ့ကျင်တဲ့သူမြင်ကျင်တဲ့သူဒီလူဘာတွေပြောမလဲဆိုတာစိတ်ဝင်စားတဲ့သူမျိုးတွေဆိုရင်ပြည်သူကလာရောက်အားပေးမှသိကြပါတယ်။ကျွန်တော်ယုံကြည်မသွားခင်မှာအပတ်စဉ်သတင်းတွေကြားနေရပါတယ်။တရားလိုဘက်ကဝင်းရံအားပေးသူနဲတဲ့အကြောင်းအပြင် တရခန်ဒီဘက်ကတရလိုရှေ့နေကိုဓာတ်နဲ့ထိုးပြီးရရုပ်တဲတဲဖြစ်နေချိန်မှာထွက်ပြေးကြမယ်ဆိုတဲ့သတင်းကိုအွန်လိုင်းပေါ်မှာဖတ်လိုက်ရတော့စဉ်းစားမိပါတယ်။ဒီသတင်းဟာလောက်ကျန်သတင်းလားသတင်းမှန်ပေါက်ကြားသွားတာလားဆိုတာအတိအကျမသိပေမဲ့ကျွန်တော်ရဲ့ထောင်အတွေ့အကြုံအရလောက်ကျန်သတင်းဆိုရင်တော့ဒါဖြစ်နိုင်တဲ့ကိစ္စပဲလို့သတ်မှတ်လိုက်ပါတယ်။ကျွန်တော်တို့အင်းစိန်တရားရုံးဆိုတာကလည်းမကြာခဏဆိုသလိုထွက်ပြေးတတ်ကြတဲ့အစဉ်လားရှိသလိုကျွဲကြီးလို့အများအားသိတဲ့တင်မြင့်ကျွဲတို့ကလည်း ရဲတွေကိုရိုက်နှက်ထွက်ပြေးမှုတဲ့ဇလန်းတွေရှိခဲ့မှုတာကြောင့်တာဝန်ရှိသူတွေကတော်တော်ဂရုစိုက်ရမယ်လို့တွေးမိပါတယ်။တရံလိုဘက်ကရှေ့နေတွေလည်းသတိထားသွားလာရမယ်လို့သုံးသပ်မိပါတယ်။မန္တလေးထောင်မှာအဝင်းစော်ကတနက်သွင်းပြီးထောင်ကျော်ပြေးဖို့တိုင်ပင်ဖူးတာကြောင့်အဲ့ဒီထက်ပုံမလွယ်ကူတဲ့တရားရုံးမှာအပြင်လူသားပါဝင်ကူညီမယ်ဆိုရင်ဒီကြံစီဟာမဖြစ်နိုင်စရာမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။မမြင်ရတဲ့နောက်ခံအရာကြီးမားစွာရှိတဲ့အဝင်းစော်တို့အုပ်စုကိုရှော့တွက်မိရင် လုံးဝမှားလိမ့်မယ်လို့သုံးသပ်မိပါတယ်။ကျွန်တော်အောင်ဝင်းစုံအထင်သေးမိတဲ့အတွက်ကြီးမားတဲ့လှုပ်ကြံမှုကြီးတစ်ခုကိုမတားဆီးနိုင်ခဲ့တာတတ်သေးပါပဲ။ဒါကြောင့်အမှန်တရားကိုလိုလားသူတွေကဒီလှုပ်ကြံမှုရဲ့ယုံကြည်တိုင်းမှာတရက်လိုရှေ့နေတွေတရက်လိုတတ်သေးတွေကိုကိုနီးကိုဟန်နဲ့ကာကွယ်စောင့်ရှောက်ပေးကြ၊ကုညီကြရင်ကောင်းမယ်လို့ပြောလိုပါတယ်။ယခုဒီစာအုပ်ရေးနေချိန်ဟာ9ရက်10လ2018ခုနှစ်ဖြစ်ပြီးဒီစာအုပ်ကို17လပိုင်း2018ခုနှစ်မှာ ရိုက်နှိပ်ထုတ်ဝေရောင်းချမှာဖြစ်တဲ့အတွက်ပြည်သူတွေလက်ထဲကိုအချိန်မီရောက်မှာပါ။ဘာကြောင့်လဲဆိုရင်ဥကိုနီလုတ်ကြံခံရမှုမှာပူးပေါင်းပါဝင်သူတွေကိုနှစ်လပိုင်း၂၀၁၉ခုနှစ်မှာဖမ်းဆီးခဲ့ပေမဲ့၂၀၁၈ခုနှစ်လေးလပိုင်းထိအောင်ဒီအမှုကိစ္စစီရင်ချက်မချလောက်သေးဘူးလို့ထင်မြင်မိလို့ပါ။ယခုလောလောဆယ်တပ်တွေအယောက်၈၀မှာကျွန်တော်က၄၂ယောက်မြောက်တပ်တွေထွက်ဆိုခဲ့ပြီးပေမဲ့နောက်တိုးတပ်တွေရှိလာမှလို့သတင်းကြားလာရဲ။တရားခဏတွေကိုစစ်ဆေးမှရဲ့ အမိန့်ချဖို့အချိန်ယူမှရေကိုတွက်လိုက်ရင်ကျွန်တော်မှန်းထားတဲ့အချိန်ကာလအထိကြာမယ်ဆိုတာထောင်တွေ့ကြုံရကျွန်တော်ကခံမှန်းသတ်မှတ်ပါတယ်29ရက်6လ2019ခုနှစ်မနက်9နာရီခွဲခန့်မှာကျွန်တော် CID ရုံးကိုတွားရောက်ခဲ့ပါတယ်တာဝန်ရှိသူရဲမှုတအုပ်နဲ့တွေ့ဆုံပြီးကျွန်တော်တက်တဲ့အတွက်ဆိုကိုရောက်ရှိကြောင်းပြောတဲ့အခါရဲမှုကကျွန်တော်တို့နဲ့အတူတရားရုံးကိုတွားမှာလားဒါမှမဟုတ်ကို့အစီအစဉ်နဲ့ကိုတွားမှာလားလို့ကျွန်တော်ကိုမေးချိန်ပါကျွန်တော်ကကို့အစီအစဉ်နဲ့ကိုတွားမှာပါလို့ပြန်ပြောလိုက်ပါတယ် အပြစ်မှာကျွန်တော်အဖွဲ့တွေရောက်နေပါပြီလို့ပြောပြီးကျွန်တော်ထွက်လာခဲ့ပါတယ်။တရားဥပဒေစိုးမိုးရေးကွန်ရက်ကသူတွေရဲ့အမေမျိုးဆက်ကွန်ရက်ကအဖွဲ့တွေရဲ့ကိုကျော်သူရဲ့နိုင်ရေးအဖွဲ့ရမိတ်ဆွေတွေရဲ့ဒီမိုကရေစီရေးဆင်ဆက်မပြတ်လှုပ်ရှားမှုအင်အားစုအဖွဲ့ဖြစ်တဲ့ကိုထင်ကျော်တို့ MDCF ကသူတွေရဲ့အခြားတက်ကြွလှုပ်ရှားသူအဖွဲ့တွေကလူတော်များများအဲ့ဒီနေရာလာရောက်ဝန်းရံအားပေးစောင့်ရှောက်ကြပါတယ်

မြေကတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေဂျာနောင်သောပြောင်းမဲ့ဟေးဒီမြေကတရားညတာလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ